2025ခုနှစ်မေလ31ရက်နေ့နနက်9:00နာရီအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အချိန်နေ့ယနေ့မြန်မာစံတော်ချိန်9:30နာရီအချိန်တိုင်ထားချက်များအရဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့ဒါကာဤမြောက်ဖက်မှာကုန်းတွင်းပိုင်းဒေသများကိုဖျက်ကျော်ခဲ့သောမုန်တိုင်းငယ် depression သည်မြောက်အရှိမြောက်ဖက်သို့ရွေ့လျားခဲ့ပြီးအိန္ဒိယနိုင်ငံအာတန်ပီနှင့်ကုန်းတွင်းပိုင်းဒေသများသို့ရောက်ရှိခဲ့ကာလေဖိအားနည်းရဝန် low pressure area အထက်သို့အာရော့သွားခဲ့ပြီးဖြစ်ပါသည် ကပလီပင်လက်ပြီနဲ့ဘင်္ဂလားပင်လက်အော်တို့တွေမုတ်တုံလေးအားကောင်းရာမှာအားအလွန်ကောင်းနေပါတယ်။ယနေ့နေ့နေ့အထိခံမှန်းချက်စစ်ကိုင်းတိုင်းဒေတာကြီးအောက်ပိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် နေရစိတ်စိတ်နဲ့ကြံတိုင်းဒေတာကြီးနဲ့ပြည်နယ်တို့တွင်နေရွက်ရင်နဲ့မိုးကြီးနိုင်ပါပြီ။ရန်ကုန်တိုင်းဒေတာကြီး၊ဘဲကူတိုင်းဒေတာကြီး၊စစ်ကိုင်းတိုင်းဒေတာကြီး၊အေရာဝတီတိုင်းဒေတာကြီး၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရွက်လွေမိုးကြီးနိုင်ပါပြီ။ရွာရင်ရနှုံးပြည်ထေ ပါသည်မိုးတိမ်တောင်ထစ်ပေါ်မှုအခြေအနေရန်ကုန်တိုင်းဒေသကြီးဘယ်ကူးတိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေယာဝတီတိုင်းဒေသကြီးခချင်းပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်နှင့်ညခိုင်ပြည်နယ်တို့တွင်မိုးတိမ်တောင်များထစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လာရာနေရာတလောက်တွင်မိုးရသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးချွတ်ချုံခြင်းမိုးကြိုးပစ်ခြင်းလက်စည်းလက်ချင်းနှင့်မိုးထိကျွေခြင်းစသည့်မိုးလီဝတ်ခစ်စင်များဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါယံအကြံပြုအပ်ပါသည်မြမပင်လေပြင်းမြမကန်ယူတန်းတလျှောက်နင်းကန်းလုံပင်လေပြင်းတို့တွင်ရန်ဖန်ရန်ဖာမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးရာမှလှိုင်းအလွန်ဖြီးမီမိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနာရီလျင်30နာမိုင်မှမိုင်၄ဆိုင်အထိတိုက်ခတ်နိုင်ပါသည်လိုင်းအမြင့်မှာမြမကံယိုတန်းတလျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်ရုပ်တွင်ဆယ်ပေမှ14ပေခန့်ရှိနေပါသည် နောက်နှစ်ရက်အတွက်ခံမှန်းချက်ရန်ကုန်တိုင်းဒေသကြီးဘဲခူးတိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဧရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ညရခိုင်ပြည်နယ်တို့တွင်မိုးထချုံပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်။နောက်နှစ်ရက်အတွက်ခမ်းမန်းချက်ရန်ကုန်တိုင်းဒေသကြီးဘဲခူးတိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း အေယာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးခချင်းပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်မိုးထစ်ချုံပြီးနေရာခွက်၍မိုးကြီးနိုင်ပါသည်မြေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခမ်းမှန်းချက်မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရမည်ရွာရန်ရာနှုန်းဖိဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခမ်းမှန်းချက်မိုးအတိအတိမ်ထစ်ချုံရမည်ရွာရန်ရာနှုန်းဖိဖြစ်ပါသည် မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာမီရွာရန်ရန်နှုံးပြဖြစ်ပါသည်